ယခုကျွန်တော်တို့ရဲ့တရင်ကတော့ United Kingdom ကဖြစ်ပါတယ်။အိန္ဒိယမျိုးနွယ်ဖြစ်တဲ့အသက်20နှစ်အရွယ်အမျိုးသမီးတူဦးဟာအလဲပိုင်းအင်္ဂလန်မှာရှိတဲ့ Warsaw မှာရဲတပ်ဖွဲ့ကလူမျိုးခွဲခြားမှုနဲ့လှုပ်ဆော်ခဲ့တဲ့မဒိန်မှုလို့ခေါ်ဆိုတဲ့ဖြစ်ကြောင်းအလွန်စိတ်တရားရရှိနေပါတယ်။ပန်ဂျပ်နောက်ကန်ရှိတယ်လို့ဆိုရတဲ့ဤလူငယ်အမျိုးသမီးကိုပြီးခဲ့တဲ့စနေတိုင်းတွေမှာတိတ်ဆိတ်တဲ့လမ်းတစ်ခုပေါ်မှာအလွန်စိုးရိမ်ပူပန်မှုဖြင့်တွေ့ရှိခဲ့ပါတယ်။နိုင်ရဲ့နိုင်ငံအကြံအစည် ဗြိတိရှရတဖွဲ့ကជីជីမမလူရှာဖွေမှုစတင်ခဲ့ပါတယ်။၎င်းတို့ကစပင်တိုရှိပြီးအမောင်ရောင်အဝတ်အစားဝတ်ဆင်ထားတဲ့အဖြူရောင်အမျိုးသားတအူးကို ပြတ်တက်ထားတဲ့ CCTV ဗီဒီယိုထုတ်ပြန်ခဲ့ပါတယ်။တင်းလာနေတဲ့ရောက်မှာတန်ရရှိသူအသက်32နှစ်အရွယ်အမျိုးသားတအူးကိုဆွဆွဲတက်ခတ်မှုနဲ့ဆက်ဆက်၍ဖမ်းဆီးခဲ့ပါတယ်။အမှုဦးဆောင်စုံစမ်းစစ်ဆေးသူကအမျိုးသမီးကိုဖမ်းဆီးမှုအကြောင်းအတိပေးခဲ့ပြီးဆိုပါတယ်သူက ထုတ်ပြန်ချက်မှာတားကောင်ရဲ့လုံလုံချုံမှုနဲ့ကျမ်းမာရေးဟာဌာနရဲ့အဓိကဦးစားပေးဖြစ်ကြောင်းလဲဆိုခဲ့ပါတယ်အမျိုးသမီးဟာအထူးလေ့ကျင့်ထားတဲ့အရာရှိများမှအပြည့်အဝပံ့ပိုးရရှိနေစေပံ့ပိုးမှုရရှိနေစေဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့များစွာသောလူတွေဟာဖန်ဆင်းမှုဟာတက်တာချောင်ချမှုအနှိမ့်ငယ်တာဖြစ်စေပါတယ်ဖြစ်ပေါ်ခဲ့တဲ့အရာရဲ့ဒဏ်ရာစိတ်ဒဏ်ရာနဲ့တိုင်းဝမ်မှာပြန့်နှံ့နေတဲ့ကြောက်ရွံ့မှုဟာအလွန်နှက်ဆိုင်ပါတယ်။ဒေသရှိလူတွေကအံ့အားသင့်ပြီးစိတ်ပြတ်နေကြောင်းပြောဆိုကြပါတယ်။ လူငယ်အမျိုးသမီးအားဖြစ်ပွားခဲ့တဲ့အရာဟာလက်ခံမရနိုင်ပါဘူးအလွန်အံ့အားသင့်စရာဖြစ်ပြီးတော့ဝါဆောမှာဤဖြစ်ရမျိုးထမှန်ဖြစ်ပွားမှုမလိုလားပါဘူးလို့နေထိုင်သူတို့ကပြောပါတယ်အချားမျိုးသားတို့ကကျွန်တော်ဝါဆောမှာ62နှစ်ကျော်နေထိုင်ခဲ့ပြီးဤနေရာမှာဤဖြစ်ရမျိုးတခါမှမကြားဘူးပါဘူးဒါပေမဲ့မကြသေးမီကဖြစ်ပွားနေတဲ့အရာတွေဟာ ကျွန်တော်စိတ်ကူးရင်ရအလုံးမခက်ခဲလို့မှလည်းကျွန်တော်အလုံးအအားတင်းမိပါတယ်။ဤဖြစ်ရဟာအောက်တိုဘာ29ရက်မှာဖြစ်ပွားခဲ့ပြီးကတည်းကကျွန်တော်ဖုန်းခေါ်ဆိုမှုများစွာရရှိနေပါတယ်။လူများအလုံးစိုးရင်ပြီးအလေးနဲ့စိုးရင်နေကြပါတယ်လို့ဆိုခဲ့ပါတယ်။ဗီရှားနိုင်ငံရဲ့သမားအများပြားကလည်းဤဆိုးဝါးတဲ့ဖြစ်ရအားတုံ့ပြန်ခဲ့ကြပါတယ်။ Coventry တောင်ပိုင်းမက်ဆနာနယ်ပါလီမန်အမိုက် ဇာယာစူတာနာက X ပေါ်မှာဤကြောက်မဲ့ဘွယ်တိုက်ခတ်မှုတွေဟာလူမျိုးခွဲခြားမှုနဲ့အမျိုးသမီးများအပေါ်မုန်းတိမှုမျိုးလိုဆက်ဆံနေကြောင်းပြသထားတယ်လို့ဆိုခဲ့ပါတယ်။အိုချိုယေလီဘာပါတီမှ နောက်ထပ်နိုင်ငံရေးသမားပရီကိုဂျီကလည်း X ပေါ်မှာတိုက်ခတ်မှုကိုရှုတ်ချခဲ့ပါတယ်။အစိုးရအချက်အလက်များအရအင်္ဂလန်နဲ့ဝေလမှာမုန်းတိရာဇဝမှုများဟာ၃နှစ်အတွင်းပြောင်းစုံအကျဉ်းတိုးတက်ခဲ့ပါတယ်။ရတဖွဲ့ကမလာအစုံနှစ်တွေ မုန်တီရာဇမှုဖြစ်စဉ်နေ့တသိန်း၁၆000နီးပါးကိုမှတ်တမ်းတင်ခဲ့ပါတယ်။ယခင်နေ့နဲ့နိုင်ရှင်ဘာကနေ့ရာဂန်လုံးတိုးတက်ခဲ့ပါတယ်။အချက်လက်များကမွတ်စလင်များအပေါ်မုန်တီရာဇမှုမှာအလွန်ဖြစ်ပြီးတော့၁၉ရာဂန်လုံးမြင့်တက်ခဲ့ကြောင်းပြသခဲ့ပါတယ်။စံကျင်ပဲနေဖြင့်ဂျူးလူမျိုးများကိုပြမထားပြီးမုန်တီရာဇမှုတွေကအတူတူကလအတွင်းမှာပဲ၁၈ရာခိုင်နှုန်းတက်ဆင်းခဲ့ပါတယ်။ဤကနန်းများဖြင့်မြစ်တလာဒီနဲ့အမြအ ိုင်ဝမ်များကြောက်ရွံ့မှုဖြင့်ဆက်လက်နေထိုင်ချိန်မှာလုံခြုံမှုနဲ့ဂုဏ်သိက္ခာအတွက်တောင်းဆိုမှုတွေပုံမအားကောင်းလာပါတယ်။ဝါဆော့ရှိလူငယ်အမျိုးသမီးနဲ့သူမရဲ့စင်တူသူများအတွက်တရားမျှတမှုဟာဖန်ဆင်းမှုနဲ့တရားစွပ်စွပ်မှုမှာတဆင့်ရောက်ရှိလာနိုင်ပါတယ်။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကုစားမှုဟာများစွာကြာရှည်ခံရမှာဖြစ်တဲ့ယခုချိန်မှာဝါဆော့အမှုဟာလူမျိုးကွဲခြားမှုနဲ့မျိုးသမီးများအပေါ်မုန်တီးမှုဟာလူအဖွဲ့အစည်းများတွင်မြင်မြနဲ့ဆိုင်စွာ 心里在比较，变成哪一种脾气的会变罢了。